မင်္ဂလာပါဆရာမဒီနေဆက်ပြီးရှင်းပြပေးမှာက grade 7သင်္ချာတဲ့စာမျက်နှာ123 9.3တက်တန်တွင်နေပဲဖြစ်ပါတယ် တစ်ကိုအယောင်းဝယ်ပြုလို့ရတယ်။တန်ဖြင့်တိုင်းတာရောင်းဝယ်ကြသည်။အဲ့တော့ဆရာမတို့ဒါတည်ပြီးသားတစ်တည်းအယောင်းဝယ်လုပ်တော့မယ်ဆိုလို့ရှိရင်သူ့ကိုတန်နေတိုင်းတာရဲဆိုတာတည်ပြီးသား။တစ်ပမာဏကိုအလေးချိန်အားဖြင့်မတက်မတ်ပဲဒုတိယအားဖြင့်တက်မတ်သည်။တစ်ကိုကြတော့ဘာနဲ့တက်မတ်လဲဆိုတော့အလေးချိန်နဲ့မတက်မတ်ပါဘူးတဲ့။သူ့ကိုဒုတိယနဲ့ပဲတက်မတ်ပါမယ်။ရမယ်နော်။တစ်တဒန်သည်တစ်တဒန်လို့ပြောလို့ရှိရင်ဒုတိယအားဖြင့်ကုဘပေ90ရှိသောတက်သားဤပမာဏဖြစ်သည်ကုဘပေ90ရှိတဲ့တက်သားရဲ့ပမာဏ နော်တိတဒံလို့ပြောလို့ရှိရင်90ကုဘပီရှိတယ်ဒါလေးမှတ်ထားရမယ်တိတဒံဆိုရင်90ကုဘပီရှိတယ်ကြည့်ဒါဆိုလို့ရှိရင်တသားချောင်းမြရဲ့အရွယ်အစားမျိုးမျိုးလိုက်ရွေလေအောက်ပါကဲသို့ခေါ်ပေါ်သုံးဆွဲလေးရှိကြသည်တဲ့ဒါကခေါ်ပေါ်တဲ့အခေါ်ပေါ်လေးဒီအဲ့တော့ဒီပုံက3ပတ်လဲဒါက3တက်ခွဲ3တရားတက်ခွဲ3တက်ခွဲဒါက6ဒါ1 6တက် ဟုတ်ပြီနော်ဒါတော့ဒီတစ်သားလေးကိုခေါ်တဲ့အခေါ်ဝေါ်လေးတွေအဲ့တော့ဒါကသူ့ရဲ့အခေါ်ဝါလေးတွေ၃ပတ်လဲ၃ချက်ခွဲ၆ချက်အဲ့ဒါဆိုရင်ကျွန်တော်တို့ပုံစံတက်ကိုသွားရအောင်ဟုတ်ပြီနော်ပုံစံတွက်တဲ့ကကြီးက225ကုဗပီခခွေ338ကုဗပီရှိသောတက်သားဒုတွေများကိုတန်ဖြစ်ပြပါကျွန်တော်တို့တန်နဲ့ပြပေးရမယ်ဟုတ်လားဆိုတော့တန်နဲ့ဒုတွေရဲ့ဆက်ဆက်ချက်ကိုအရင်ရေးလိုက်မယ်ဒုတွေ90ကုဗပီမှာတက်တန်ရှိတယ် ဟုတ်လားဒုတဲ50ခုပါပြီမှာတစ်တတန်ရှိတယ်။ဆရာမတို့လိုချင်တာဒီဒုတဲ225ခုပါပြီ။ဆရာမတို့လိုချင်တာကိုပိုင်းဝေမှာထားတယ်။ပိုင်းခြေက50ဆိုတော့225ကိုဒီ50နဲ့စားလိုက်တော့ဆရာမတို့လိုချင်တဲ့ဒုတဲ225ခုပါပြီအတွက်ရသွားပြီ။အဲ့တော့ဒီမှာဆရာမတို့ဒီကလေးတွေဘောနော်ကိုက225အတွက်လိုချင်တော့အဲ့ဒီလိုချင်တဲ့225ကိုပိုင်းဝေမှာထားဆိုပြီးတော့မှာပဲတခါတည်း ညာဒီရှင်းလိုက်တယ်ပေါ့နော်အများလို့အနည်းပိုင်းခြေဆိုပြီးမှတ်ချင်လဲရတယ်ကျွန်တော်တို့ကဒီမှာအများကိုလိုချင်တယ်အနည်းကိုပိုင်းကြည့်ထားလိုက်တယ်ဒါမှမဟုတ်225ကုဘပေကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့225ကုဘပေကိုပိုင်းဝေးမှာထားလိုက်လို့လည်းရတယ်ဒါပေမဲ့ဒီမှာဘာကြောင့်မို့လို့ပိုင်းဝေးမှာထားတာလဲဆိုတော့မေခွန်ရှိလာနိုင်တယ်အဲ့ဒီ address မှာဒီတပုတ်မှာတခါလဲပြပြပြီးမယ်ဂျန်တဲ့ပုံမှာတော့ကျွန်တော်တို့လိုချင်တယ်ပမာဏကိုပိုင်းဝေးမှာထားပြီးတော့တွက်လိုက်လို့ရတယ်ဟုတ်ပြီနော်တစ်တတန်50ကုဘပေမှာတစ်တတန် ဆိုလိုချင်တာဒီဒူဒေ225ဒူဒေ225ခုပါပြီနော်ဒါဘာကြောင့်မလို့ပိုင်းဝေမှာဒီ225ရှိနေရတာလဲဘာကြောင့်ကိုလိုချင်တာကိုပိုင်းဝေမှာထားရတာလဲဆိုတော့မိငုံအတွက်ကြတော့ဆရာမတို့ကဒီမှာဒူဒေ50ခုပါပြီအတွက်သိတယ်ဆိုလို့ရှိရင်ဆရာမတို့ကဒီ225ကိုမရှာခင်မှာဒူဒေ1ခုပါပြီကိုရှာလိုက်မယ် နော်တစ်ကိုရှာပြီးပြီဆိုမှတစ်ကဘလောက်ဆိုရင်နှစ်ဆိုလို့ရှိရင်နှစ်နဲ့မြောက်၃ဝက်တွေ့ရှာခြင်း၃နဲ့မြောက်၄တွေ့ရှာခြင်း၄နဲ့မြောက်တယ်225နဲ့ရှာခြင်း225နဲ့မြောက်မယ်ဟုတ်လားဒါဆိုလို့ရှိရင်ဒုတဲ့60ကူပါပြရတစ်တန်းဆိုလို့ရှိရင်60ပုံပုံတစ်ပုံဝက်အတွက်ပဲဆရာမတို့ကလုခြင်းလားနော်90ပုံပုံလိုက်လို့ရှိရင်တပုံအတွက်ပဲလိုချင်တာဖြစ်လို့ဒါလည်းဘလောက်ပဲလာမှာလေတစ်တဒံရဲ့လေ90ပုံပုံတပုံပဲလာမှာပေါ့ဟုတ်တလား ်တစ်တဒံရဲ့90ပုံပုံတစ်ပုံဆိုတော့ဒုတဲ့တစ်ကူပါပြီဆိုလို့ရှိရင်90ပိုင်းတစ်ပိုင်းတန်တန်တဒံရဲ့90ပုံပုံတစ်ပုံ နှစ်ကူပါပြီဆိုလို့ရှိရင်တန်တန်ရဲ့90ပုံပုံနှစ်ပုံ90ပိုင်းနှစ်ပိုင်းတန်အဲ့လိုပဲသွားမှာဒါဆိုဆရာမတို့လူကျင်တာဒီ225ကူပါပြီအတွက်လူကျင်တာဒါဆိုရင်တန်အတွက်က90ပိုင်းတစ်ပိုင်းဆိုလို့ရှိရင်225အတွက်ဒီ225နဲ့မြောက်လိုက်ရုံပေါ့နှစ်တန်အတွက်ဒီနည်းနည်းမြောက်မယ်သုံးတန်အတွက်ဒီသုံးနည်းမြောက်မယ်ဆိုတော့225နဲ့မြောက်တဲ့ခါကျတော့ဒီ225ပိုင်းဝင်မှရှိမယ် ပိုင်းချီမှာ90ရှိဒီလိုအားဖြင့်ဆ iam တို့ဟာလိုချင်တာကိုပိုင်းဝင်မှာထားပြီးတော့မှတွေ့ရချင်းဖြစ်တယ်။ဟုတ်ပြီနော်အဲ့တော့ဆ iam ကတော့ဒီလိုမျိုးလေးပဲမှတ်ထားခိုင်းလိုက်တယ်။အများလိုအ ਨੇ ပိုင်းချီဆိုမှတ်မှတ်ရင်လည်းရတယ်လို့ဒါမှမဟုတ်ကိုဒီ225ကုဗပီကိုလိုချင်တော့225ကုဗပီကိုပိုင်းဝင်မှာထားတွေ့တယ်။ဒီက90ကုဗပီဒီလာစားတယ်ဆိုမှတ်မှတ်ရင်လည်းရတယ်။တချို့ကလေးတွေကကြာဘာကြောင့်မလို့ဒါကိုပိုင်းဝင်မှာထားတာလဲ။ဘာကြောင့်90ကစားတာလဲဆိုတော့မိကွန်မေးလာလို့ရှိရင်ကြတော့ဆ iam တို့ဒီလိုလေးဒါလေးတိလိုက်လို့ရှိရင်ရသွားပြီဟုတ်ပြီနော်။ ဆိုတော့ဒုတဲ50ကုဗပေဒီတည်တဲ့တဲ့ဒုတဲ့1ကုဗပေဆိုလို့ရှိရင်50ပိုင်းတစ်ပိုင်းတဲ့ဟုတ်လားဆိုတော့ဒုတဲ့225ကုဗပေဆိုရင်225နဲ့မြောင်50ပိုင်းတစ်ပိုင်းအမြောက်225ဆိုတော့ပိုင်းဝေမှာမြောက်အောင်မှာဖြစ်တဲ့အတွက်ကြောင့်50ပိုင်း225ပိုင်းဆိုပြီးရသွားရောဟုတ်ပြီနော် ဆိုတော့ဒီချိန်ကျတော့ဆရာမတို့သူ့ကိုရှင်းလိုက်မယ်။သူ့ကိုဒီဒီဒီမှာတစ်ခါတည်းရှင်းလိုက်လို့ရ25နဲ့450ဟုတ်လား25ပြည်လေးရတယ်25 8400 9လီက225ဆိုတော့9ကိုမှနှစ်နဲ့စားလိုက်လို့ရှိရင်အာ၄နှစ်ပိုင်းနှစ်ပိုင်းတစ်ခါတည်းရ။သူကကြတော့ဒီမှာဘာနဲ့ရှင်းလဲ။အရင်ဆုံးစားလိုက်တာ။စားပြီးမှမှအရှင်းဆုံးပုံစံပြောင်းလိုက်တယ်25တက်လီ25တက်လီဆိုမှဒီလိုစားပြီးတော့မှဒီလိုပြောင်းလိုက်ရတယ်။ဒါကြိုက်တယ်လို့တွက်လိုက်ဟုတ်ပြီနော်။ နောက်တစ်ခုကခွေ318ကုဗပီရှိတဲ့တက်တာအတွက်ရှာမယ်။တက်တာဒုတယ်ကိုရှာမယ်ဆိုတော့တန်နဲ့ပြမယ်။318ကုဗပီခုနကလိုပဲဒုတယ်50ကုဗပီဆိုတက်တဲ့တန်ဒုတယ်318ကုဗပီဒီမှာလဲဆိုတော့ခုနကလိုပဲအများအောင်လိုချင်တော့အနေပိုင်းချီကိုလိုချင်တော့ပိုင်းဝင်မှာထားလိုက်တယ်318 50နဲ့စားတော့သူကရှင်းလိုက်ပြီဒါရှင်းတော့ဆယ်မှမပြောတော့တကယ်လို့ကိုကဒီမှာနေအရှင်းဆုံးပုံစံပြောင်းပြီးတော့စားရင်လည်းရတယ်အရင်ဦးဆုံး50ရနဲ့6လီဝင်လိုက်တယ်56လီ318ကျဲတည်ရနော်အဲ့တော့90ပိုင်း18ပိုင်းဒီသူကဘာနဲ့ပဲရှင်းလို့ရမှာဆိုနှစ်နဲ့ပဲရမယ်နှစ်9လီ18နှစ်25လီ90ဆိုတော့6 25ပိုင်း9ပိုင်း10ဆိုရရတယ်ရပြီနော်အဲ့ဒါကတော့လွယ်လွယ်လေး ဟုတ်ပြီလားအဲ့တော့ဒါပဲအဓိကတော့ဒီနေရာလေးပဲကြံတာရှင်းတာကတော့ကလေးတို့ရတယ်ဟုတ်ပြီနော်နောက်တစ်ခုပုံစံအတွက်နှစ်ကတိုင်သလုံးတွင် ထိဝလေးလက်မပတ်လဲရှိပြီဆက်နှစ်ပေးရှိသောတစ်သားတိုင်း48လုံးဤဒုတဲ့ကိုခုပါပေးတန်ဖြစ်ရှာပါတိုင်တတိုင်တွင် oh sorry တိုင်တလုံးတွင်ထိဝလေးလက်မပတ်လဲထိဝဆိုဆင်းမဒီမှာတိုင်လေးတတိုင်ဆွဲလိုက်မယ်ပေါ့နော်ဒီလိုမျိုးတွေရှိမယ်တိုင်ဆိုဒီဘက်ကအရှိကြီးလာပါပေါ့နော်ဆင်းမသူ့ကို အဲ့လိုမျိုးလေးပဲအကျန်းဆွဲလိုက်မယ်ဒါတိုင်မဲထားပါဆိုအဲ့တော့သူကထိတ်ဝဆိုဒီထိတ်ဝကိုပြောတာဒီထိတ်ဝဒီလေးလက်မပတ်လဲဆိုတော့အာဒါတွေဒီအကုန်လုံးကလေးလက်မပေါ့ ပြီးလို့ရှိရင်အရှိကကြတော့ဆက်နက်ပေရှိတယ်ဒီလိုအရှိကဒါတိုင်ဆိုတော့ဆရာမတို့ထောင်လိုက်လို့ရှိရင်အာဒီထိတ်ဝါဆိုတာဒါဒီအောက်မှာရှင်ရှင်မယ်အပေါ်မှာရှင်ရှင်မယ်ပေါ့နော်ထိတ်ဝါဆိုတော့ဒီဘက်က ထိတ်ဝါဒီအပေါ်ဒါမှမဟုတ်အောက်မှာရှင်မယ်ဒါကကြတော့အရှိပေါ့တိုင်ရဲ့အရှိပေါ့နော်ဒီအရှိဘယ်လောက်ရှိလဲဆိုတော့ဆက်နက်ပေရှိပါတယ်တဲ့ဒါဆိုရင်ဒါကလေးလက်မှာ ဒါကလည်းလေးလံပါပေါ့နော်ဆရာမဆွဲတာတော့မညီပါဘူးပိတ်စာပြေဆိုတာဆိုတော့အကြံပဲစဉ်းစားတာဖြစ်လို့ဆိုတော့ဒါလေးလံမှာဒါလေးလံမှာဒါကအရှိအရှိဆိုတော့ဒါဒီအမြင့်ပေါ့နော်အရှိပေဆိုတော့အမြင့်ပေါ့ဆရာမဒုတွေကိုသူကအဲ့လိုမျိုး48လုံးရှိတယ်အဲ့ဒီ48လုံးရဲ့ဒုတွေကိုရှာခိုင်းတယ်ဒုတွေရှာတဲ့ပုံသင်ကြီးဒီအလျားအမြောင်အနယ်အမြောင်အမြင့် ဟုတ်လားအဲ့ဒီဒီပုံသေးလေးကိုသုံးပြီးတော့မှနံပါတ်ကကြီးရတဲ့အဖြစ်ကူပပေးနဲ့ပြရမယ်နံပါတ်ခဝေးကြတော့အဲ့ဒီကကူပပေးကိုတန်နဲ့ပြပေးရမယ်ဘောပေါက်တယ်နော်ကဲဒါဆိုလို့ရှိရင်ကျမတို့ကဒုတယ်ကိုရှာတော့မယ်အလျားအမြောင်အနံ့အမြောင်အမြင့်ပထမဦးဆုံးဒီကျမတို့ကဒီမှာသူ့ကိုဒါကလက်မှတ်ပေးထားတယ်ဒါကလေးလက်မှတ်ဒါလည်းလေးလက်မှတ် ်အလျားနဲ့အနံကလေးလက်မစီရှိတယ်အမြင့်ကကြတော့12 12ပေရှိတယ်ဒါဆိုဆရာမတို့ဒီကုဘပေရှားမှာဖြစ်တဲ့အတွက်ကြောင့်အားလုံးကိုပေပြောင်းပေးရမယ်လက်မကိုပေပြောင်းပေးရမယ်ဘောပေါလားဆိုတော့ဒီမှာရှိတဲ့လေးလက်မလေးလက်မအလျားလေးလက်မအနံလေးလက်မကိုဆရာမတို့ပေပြောင်းမယ်အမြင့်ကတော့12ပေဆိုတော့သူ့ကို12ရေးလိုက်တော့ကုဘပေဆိုပြရမယ်သူကလည်းပေသူကလည်းပေသူကလည်းပေဆိုတော့လေးလက်မဒီပေပြောင်းလဲခါမှာ12ပိုင်း၄ပိုင်းအဲ့ဒါဒီရနော်ဒါကလေလေးလက်မဒီပေပြောင်းတော့12ပိုင်း၄ပိုင်း နော်လေးလက်မဆိုတာ12ပုံပုံရင်၄ပုံရှိတယ်လက်မကလည်းပေပြောင်းတဲ့ခါကျတော့12ပိုင်းအာ၄ပိုင်းပေရှိတယ်ဒါလည်း12ပိုင်း၄ပိုင်းပေရှိတယ်ဆိုတော့12ပိုင်း၄ပိုင်းအမြောင်12ပိုင်း၄ပိုင်းအမြောင်12ကုဘပေဆိုပြီးရသွားရောဟုတ်လားဒါဒီဆရာမတော်ကသူ့ကိုမရှင်းဘူးသူကကြတော့ဆရာမတော်သူ့ကိုရှင်းပြီးတော့မှလည်းတွက်လိုက်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒီအတိုင်းလေးဆရာမအရင်ဆုံးရှင်းလိုက်မယ်တိုင်းသလုံးရဲ့ဒုတွေကဒီလိုရှိတယ်လိုချင်တာဒီတိုင်း48လုံးရဲ့ဒုတွေကိုလိုချင်တယ် လူကျင်တာဒီတိုင်း40နဲ့၈လုံးရဲ့ဒုတယ်ကိုလူကျင်တယ်ဆိုတော့48နဲ့မြောက်လိုက်တယ်။သူကဒီအောင်မရှင်းမှန်းနဲ့48နဲ့မြောက်လိုက်တာ။အဖြေက64ခုပါပေးရတယ်။နောက်ဆရာမဒီမှာရှင်းလိုက်မယ်12ရဲ့12ရဲ့ရှင်းလိုက်တယ်။ဟုတ်ပြီနော်။၄တလီ၄၄၃၄12ရှင်းလိုက်တယ်။ရတာဒီ၃ပိုင်း၄ပိုင်းရတယ်။ဒါပဲကြံတော့တာ။၃ပိုင်း၄ပိုင်းရတယ်။ရထားတဲ့ဒီ၃ပိုင်း၄ပိုင်းကိုအမြောက်48လုံးဆိုတော့48နဲ့မြောက်လိုက် ဟုတ်လားဆိုတော့၄တ3 3 3နောက်3 3 3တကျန်တော့8ဆွဲ3 6 4 18ဆိုတော့16မြောက်၄ဒီ16 4 60လေးခုပါပေးဆိုရရတယ် ဘလို့ရှင်းရှင်းတူတူပဲဟုတ်ပြီနော်အဲ့တော့သူ့ကိုမှအဖြစ်ထုတ်ထားလိုက်ပြီးတော့မှအဲ့ဒီရလာတဲ့၃ဘိုင်း၄ဘိုင်းဆိုတဲ့ဒီအဖြစ်ကိုမှ48နဲ့မြောက်လိုက်လို့ရှင်းလဲပဲ64ကုပပေးရတယ်ဒီလိုမှရှင်းမယ်ဆိုလို့ရှင်းလဲအာဒီကိုကြိုက်တဲ့ပုံစံနဲ့ရှင်းလိုက်လို့ရတယ်ပေါ့နော်စနစ်တလေး72စနစ်လေး48ဒါစနစ်တနည်းစနစ်စနစ်စနစ်ခြေလိုက်တော့ အဲ့ဒါပါ၄ရက်၄ရက်၄ရက်ဆို၄၄၆၆၄၄၆၄ဆို64ကုပပေးရမယ်ကုကြိုက်တဲ့နီးနဲ့ရှင်းလိုက်အဖြေဒီ64ပဲရတယ်နော်ဆရာမကတော့ဒီမှာသူ့ကိုရှင်းလိုက်ပြီးတော့မှသူရတဲ့အဖြေဥမာ48နဲ့မြောက်လိုက်လို့ရှင်ကလေးတွေအတွက်မရှုပ်ဘူးလို့ဆရာမမြင်တယ်ပေါ့နော်ဒါတော့ကလေးတို့တွက်ချင်တဲ့နီးနဲ့တွက်ပါဟုတ်ပြီရထားပြီးသားဒီကုဘပေကိုဘာပြောင်းမလဲတင်ပြောင်းပေးရတော့မယ်နမခဝေးမှာကြတော့ ဟုတ်လားဆိုတော့ဒုတဲ50ကုဘပြီမှာတစ်တတန်းရှိတယ်ဒါလေးကြည့်ရမယ်ဒုတဲ50ကုဘပြီတစ်တတန်းရှိတယ်ဒုတဲ64ကုဘပြီမှာ question mark ဘလောက်လဲ။ဒါဆိုကျွန်မလိုချင်တာ64ဆို64ကိုပိုင်းဝင်မှာထား90ကပိုင်းချင်။သူကတော့အပိုင်းကိန်းနဲ့တတမကိန်းနဲ့အဖြည့်ထုတ်ထားတယ်။တိတတမ1810ဆိုပြီးတော့ဒါကိုကို့အနေနဲ့အပိုင်းကိန်းနဲ့အဖြည့်ထုတ်ချင်လည်းမရဘူးလားဆိုရတာပဲ။ဒါကိုအရှင်းဆုံးပုံစံပြောင်းလိုက်ပြီးတော့မှသူနည်းနည်းရှင်းလို့ရတယ်။ဒါလည်းနည်းနည်းရှင်းလို့ရရှင်းရှင်းပြီးတော့စားစားစားလိုက်လို့ရှိရင်အပိုင်းကိန်းရောနဲ့အဖြည့်ထုတ်လည်းရတယ်။တတမနဲ့ထုတ်လည်းရတယ်။ ရပြီနော်ဆိုတော့ဒီမှာအဖြေကတော့တိတ္တတမနေ့ရှိတယ်50တလီ50 14ကျန်ဆိုတော့ဒီတိုင်းပဲအလီဝင်လိုက်လို့ရှင်ရပြီနော်စားလာမခက်ပါဘူးဆိုတော့ပုံစံသက်သုံးဝက်ကြီးပဲပုံစံသက်သုံးကကြတော့ပြင်တစ်ချက်တွင်ဖြက်ဖြက်ဆိုတာဘာလဲဆိုတော့အကျဲကိုပြောတာနော် အကျဲဒီဘလောက်ရှိလဲဆိုတော့6လက်မှရှိတယ်ဒုကကြတော့1နှစ်ပိုင်းတစ်ပိုင်းလက်မှရှိတယ်အရှိအရှိဆိုကြတဲ့အမြင့်ပဲဆရာမတို့ရှာကျင်တဲ့အချိန်မှာအမြင့်ဒီ20ပေရှိတယ်ဒါက20ပေပြင်ချက်300ဤတန်ဖိုးကိုဒဒန်လရင်4000ကျက်ဈေးနှုန်းဖြင့်သွက်ပေးပါတဲ့ဆိုတော့ဆရာမတို့ကဒဒန်ကို4000ကျက်ဈေးနှုန်းနဲ့ပြင်ချက်300ရဲ့တန်ဖိုးသွက်ပေးရမယ် ပြင်တစ်ချက်ကကြတော့ဒုတယ်ဘယ်လောက်ရှိလဲဆိုတော့အဒီဒီဟာရှိရပေါ့ဒါသူ့ရဲ့ဒုတယ်ပဲဆရာမတို့သူ့ကိုဒုတယ်ရှာမယ်ဆိုလို့ရှိရင်အဒါအကျဲဒါဒုဒါအရှိဒါကိုအစားထိုးပြီးတော့တွက်လိုက်လို့ရှိရင်ပြင်တစ်ချက်ရဲ့ဒုတယ်ရှာမယ်အဲ့လိုမျိုးဒီလိုဒုတယ်ရှိတဲ့ပြင်တစ်ချက်အဲ့လိုအချက်ပေါင်း300အဲ့ဒီအချက်ပေါင်း300ကိုကြတော့တန်ဘယ်လောက်ရှိလဲဆိုတော့ဆရာမတို့မသိဘူး သူဒီအချက်ပေါင်း300မှာတန်ဘလောက်ရှိလဲမသိဘူးအဲ့လိုမသိရတဲ့အခါမှာ तू ကတန်ကားကြတော့၄တန်းလေဒါကဘယ်နဲ့တန်လဲဆိုတာမသိဘူးနှစ်တန်လား၃တန်လား၄တန်လား၅တန်လားမသိဘူးဒါပေမဲ့တန်ကိုကြတော့ဆရာဘတော်က၄တန်းလုံးနဲ့ဒီမှာရှိတဲ့300ရဲ့ဒီတန်ဘလောက်ရှိမလဲအဲ့ဒီတန်ကိုဆရာဘတော်က၄တန်းလုံးလုံးမှာနှစ်တန်ရှိတယ်ပြင်ချက်300ဒီနှစ်တန်ရှိတယ်ဆိုတော့နှစ်တန်တန်ဖို့က၈တန်းပြင်ချက်300ဒီ3တန်ရှိတယ်ဆိုရင်3တန်တန်ဖို့ဒီအာဘလောက်လဲဆိုတော့ တသောင်းနဲ့ထောင်ပေါ့နော်အဲ့လိုမျိုးရှာပေးရမယ်။300ဒီတန်ဘလောက်ရှိလဲဆိုတော့သိပြီးလို့ရှင်ဒီတန်မှာတန်ဘိုးဘလောက်ရှိလဲဆိုသူတို့ရဲ့တန်ဘိုးကိုရှာပေးရမယ်။မပေါ့ပြီနော်။ဆိုတော့ဆရာမတို့အရင်ဦးဆုံးမလုပ်ရမလဲဆိုတော့အဲဒီပြင်ချက်တစ်ချက်ရဲ့ဒုတယ်လဲသူကမပေးထားဘူး။သူကအလျားအနှံအမြင့်ဆိုပြီးမှပေးထားတယ်။အဲ့ဒီအလျားအနှံအမြင့်နဲ့ပြင်ချက်တစ်ချက်ရဲ့ဒုတယ်ကိုအရင်ရှာမယ်။ တဖြည်းဖြည်းချင်းသွားမယ်နော်ပြင်ချက်တစ်ချက်ရဲ့ဒုတွေရှာပြီးလို့ရှိရင်ပြင်ချက်300ရဲ့ဒုတွေကိုရှာဒုတွေရပြီဆိုရင်ဒုတွေဒီဘာနဲ့ရမှာလဲကုဘပင်နဲ့ရမယ်အဲ့ဒီရထားတဲ့ကုဘပင်ကိုမှတန်ပြောင်းမယ်အဲ့လိုရထားတဲ့တန်ကိုမှတန်ဖို့ရှာမယ်ဘောပေါက်လားဒါဆိုရင်ဆက်မလို့ပထမဦးဆုံး ဒီသူပေးထားတဲ့ဒီတန်ဖိုး၃ခုအလက်ရာအနဲ့အမြင့်ပေါ့နော်ဆရာမတို့ဒီလိုပဲယူဆမယ်အလက်ရာအနဲ့အမြင့်ဒီ၃ခုကနေပြီးတော့ပြင်တစ်ချက်ရဲ့ဒုတွေရှာမယ်ပြင်300ရဲ့ဒုတွေရှာမယ်300ရဲ့ကုဘပေးရပြီဆိုရင်ကုဘပေးရမယ်တန်ပြောင်းမယ်တန်ရပြီဆိုရင်တဒံက4000ဆိုရင်ဒီရထားတဲ့တန်ရဲ့တန်ဖိုးကဘယ်လောက်လဲဆိုတော့ရှာမယ်တို့ပေါ့တလားဆိုတော့အရင်ဦးဆုံးဒီဒုတွေရှာမယ် အလျားများအနှံများအမြင့်ဆိုတော့ဆရာမတို့ဒီကုဘပေနဲ့ရမှာဆိုတော့ပေပေပေဖြစ်မှာပဲကုဘပေရရမှာဆိုတော့ဒီမှာ20ပေရတော့20ပေရပြီဒီမှာရှိတဲ့ဒီ6လက်မကိုလည်းပဲ6လက်မကိုလည်းပေပြောင်းမယ်ဆိုတော့12ပုံပုံရင်6ပုံ6လက်မဆိုတာ12ပုံပုံရင်6ပုံနှစ်ပိုင်းတစ်ပိုင်းပေါ့နော်နှစ်ပိုင်းတစ်ပိုင်းလက်မတခါလေးရှင်းရနှစ်ပိုင်းတစ်ပိုင်းလက်မဆိုရင်မတွက်ချင်လည်းရတယ်ဒါပေမဲ့သူကစာအုပ်ထဲမှာတွက်ထားတဲ့အတိုင်းပဲ12ပိုင်း6ပိုင်း တဘောပေါက်လား12ပိုင်း6ပိုင်းပြီးတော့မှဒီနှစ်တလီနှစ်3ဆိုတော့2ပိုင်း3ပိုင်းနှစ်တလီနှစ်3ပိုင်း3ပိုင်းလက်မ2ပိုင်း3ပိုင်းလက်မကလည်းဆံမတော်ကဘာပြောင်းမလဲဆိုတော့ပေပြောင်းခြင်းလေပေပြောင်းခြင်းတဲ့အခါမှာဒီသူတို့ရဲ့ဆက်ဆက်ချက်ဒီတပေမှာတပေ12လက်မရှိတယ်ဆိုတော့သူ့ကို12နဲ့စာပေးရမယ် နှစ်ပိုင်းသုံးပိုင်းကိုမှစနစ်နဲ့စားပြရမယ်ခုနကလို့ဆိုရင်6ကိုစနစ်နဲ့စားတော့7ပိုင်း6ပိုင်းဆိုတော့ရေးလိုက်တယ်ဒါကနှစ်ပိုင်းသုံးပိုင်းကိုမှစနစ်နဲ့စားမှာအတော့ကလေးတို့သိပြီသားအပိုင်းကိန်းတစ်ခုကိုအပြည့်ကိန်းနဲ့စားမယ်ဆိုလို့ရှိရင်ပိုင်းချိန်မှလာပြီးတော့မြောက်ပေးရတယ်ဒီလိုမျိုးလေးပိုင်းချိန်မှလာပြီးမြောက်ပေးရတယ် ဟုတ်လားမြောက်မယ်ဆိုရင်ကျတော့ပိုင်းဝေမှာသွားမြောက်မယ်စားရတယ်ဆိုရင်ကျတော့ပိုင်းချေမှာသွားစားတယ်ဒါဒီ G5 မှာကလေးကပါတယ်အခြေခံအချက်ကလေးတွေပေါ့နော်ဒါဆိုရင် तू ကအဲ့ဒီအချက်ကိုသုံးထားတယ်ဒီမှာနှစ်ပိုင်းသုံးပိုင်းအမြောက်စနစ်စနစ်နဲ့စားပေးတယ်နှစ်ပိုင်းသုံးပိုင်းကိုစနစ်နဲ့စားစားရတယ်ဆိုတော့အပိုင်းကိန်းတစ်ခုကိုအပြစ်ကိန်းနဲ့စားတဲ့အခါမှာဒီပိုင်းချေပိုင်းဝေကိုသူ့အတိုင်းထားပြီးတော့မှပိုင်းချေမှာလာမြောက်ပေးမယ်ပြီးတော့မှစနစ်ဒါဆို तू ကပေးရသွားပြီအခုလုံးဒီ unit 2သွားပြီဆိုတော့ကုဘပေးရမယ်အဲ့တော့ तू ကကျတော့ तू ကရှင်းထားတယ် ။ဒါအပေါ်ကပုံစံမှာကျတော့မရှင်းထားဘူး။အဲ့တော့ကို့တဘောကလေးတွေနေလဲရှင်းပြီးမှတွေ့ချင်လဲတွေ့မရှင်းမဲတော့တွေ့ချင်လဲတွေ့ဆိုတော့ဒီမှာတော့ရှင်းလိုက်တဲ့အခါမှာဒီအာဒီမှာဘယ်လိုရှင်းမလဲ6ဒလီ6 6ဒလီစနစ်ဒါနှစ်ပိုင်းနှစ်ပိုင်းရသွားရောအဲ့မှာဒီမှာက3ဒလီ3 3လေးလီစနစ်ရသွားရော4ဒလီ4 ၄၅လေး20ရသွားရောအဲ့တော့ဒီမှာကျန်တာဒီမှာကျန်လဲဆိုပိုင်းဝေးမှာဒီ9ရဲ့1ရဲ့1ရဲ့ဆို9တလီ9ဆို9ကျန်နေပိုင်းချေမှာ2ရဲ့ဒီက2ရဲ့ဆို2နဲ့ဒီ4ဆို4ကျန်နေ၄ပိုင်း9ပိုင်းကုပါပြီဆက်မသူ့ကိုပိုင်းဝေးကြီးနေတော့အာဒီ အပိုင်ကင်းရောတယ်အဖြေမထုတ်ဘာကြောင့်လဲဆိုဆက်ပြီးမြောက်အောင်မှာမလို့ဟုတ်ပြီနော်သူဒီနောက်ဆုံးအဖြေမဟုတ်သေးလို့ဆရာမတော်ကအဲ့ဒီတိုင်းပဲထားလိုက်တယ်ဒါဒီပါလဲဆိုတော့ဆရာမပထမအောင်ဆုံးရှာရမယ်ဆိုတော့ပြင်တစ်ချက်ရဲ့ဒုတယ်ရသွားပြီတစ်ချက်ဒုတယ်ရရင်ဆရာမတို့ဒီဘက်ကပါရှာမှာလဲ300ချက်ရဲ့ဒုတယ်ရှာပြီပြင်ချက်300ရဲ့ဒုတယ်ရှာပြီ ၄ဘိုင်း၅ဘိုင်းအမြောက်300ခုပါပဲတစ်ချက်က၄ဘိုင်း၅ဘိုင်းခုပါပြီဆိုရင်300ချက်အတွက်300နဲ့မြောက်လိုက်တော့အာဒီ၄ဘိုင်း၅ဘိုင်းအမြောက်300ခုပါပြီဆိုပြရတယ်အဲ့ဒါဆိုသူ့ကိုရှင်းလိုက်ရှင်းတော့385ခုပါပြီရတယ်ဒါ၄တလီ၄အာဒါဘယ်နဲ့ဒီမလို့ရလဲ ဖလေး9လေး28နှစ်ကျန်6လေး29 25ရရဟုတ်လား95 9လေး395ကုပါပြီဆင်မရရပြီဒီမှာရသွားပြီဒီကုပါပြီရတယ်ဆက်ပြီးဘာပြောင်းမလဲတန်ပြောင်းမယ်တန်ကနဲ့တန်ဖို့ရှာရပြီနော်အဲ့တော့ကျွန်တော်တတိယအဆင့်ကိုရောက်သွားပြီ။ရောက်သွားပြီပေါ့နော်။တန်ကနေကုဘပေကနေတန်ပြောင်းတဲ့အဆင့်ကိုရောက်သွားပြီ။ဆိုတော့ဒုတန်90ကုဘပေကတက်တက်တက် တည်ရပေးထားချက်လေးရှိရတော့ခဲ့တယ်လို့ပဲတွက်လိုက်မယ်။ဒုရေ385ကုဘာပေကိုလိုချင်တော့လိုချင်တော့ပိုင်းဝင်မှာထားတွက်လိုက်တယ်ရှင်းရှင်းလေးပဲဟုတ်လား။ဂျမခုနကတော့ကလေးတို့သိစေချင်လို့ရှင်းပြပေးထားတာ။ဆိုတော့သူ့ကိုဒီပုံစံမှာမရှင်းထားဒီမှာဒီတိုင်းတွက်ထားတယ်။ကလေးတို့အနေနဲ့ရှင်းကျင်တယ်ဆိုရင်ရှင်းလို့ရတယ်။ဟုတ်ပြီနော်။ရှင်းပြီးတွက်ရင်လည်းဒီရဖြေပဲရမယ်။မရှင်းမနဲ့သွားရတယ်ဒီတိုင်းရတကယ်လို့ဒါရှင်းမယ်ဆိုရင်ဒီနှစ်ခုစလုံးကိုရှင်းလို့ရတာဒီသူ့လဲ9နဲ့စာရင်ပြတ်တယ်သူ့လဲ9နဲ့စာရင်ပြတ်တယ်ဆိုတော့90 50 ဟုတ်လားသူက3 3ဝင်လုံးမရတော့35အောင်ဝင်မယ်9ခုနဲ့လီ35နှစ်ကျဲနှစ်ကျဲတော့9ဆွဲ9ဆွဲတော့99လီ35နောက်ထပ်ဆက်ပြီးတော့ဝင်လို့ရသေးတယ်9နဲ့လီ30ဟုတ်လား9တက်လီ9နှစ်ကျဲ9ဆွဲတော့35ဆိုတော့2ပိုင်း15ပိုင်းဆိုရရမယ် ကဲဒီလိုရမယ်ပေါ့နော်ဆမ်မတွေလိုစားလိုက်လို့ရှင်ကြဒီလိုရတယ်ကိုကမစားကြင်ကြမ်းသွက်ချင်လဲသွက်လိုက်တက်တန်အေးတန်ဖို့ကြတော့ဘယ်လောက်လဲဆိုတော့လေးတောင်းကျကဲဆမ်မတို့ရထားတဲ့တန်ဒီတန်ကနေပါရှာမလဲဆိုတော့တန်ဖို့ရှာမယ်လေးစင်းမြောက်ကိုရောက်သွားပြီဟုတ်ပြီနော်တန်ဖို့ရှာမှာတက်တန်ကကြတော့လေးတောင်းဆမ်မတို့စင်မှာရှိတာကဒီတိုင်းဆွဲမယ်ဆိုရင်နော်90ပိုင်း385ပိုင်းတန်ကိုကဒီလိုတက်မယ်ဆိုရင်ကြတော့25ပိုင်းတန်2ပိုင်း25ပိုင်းတန် နော်15 mile to 15 mile 15 mile to တန်ရဲ့တန်မိုးရှာဆိုတော့တကြံမှာ4000ဆိုတော့90ပိုင်း385ပိုင်းမှာဒီမှာမြောက်လိုက်တယ်မြောက်ပြီးတော့သူကရှင်းလိုက်တဲ့ခါမှာ3000ရတယ်ကိုကဒီလိုအာနှစ်ပိုင်း15ပိုင်းနဲ့တွက်ထားလို့ရှိရင်ကြတော့နှစ်ပိုင်း15ပိုင်းကိုမှဘာနဲ့မြောက်မှာလဲ4000နဲ့မြောက်မှာ90000 1000 1000နဲ့ဆိုတော့သူ့ကိုရှင်းလိုက်တော့ နှစ်နဲ့လီလေးဆိုတော့နှစ်၊၃ညာ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 ပေါ့နော်နှစ်တောင်းဆိုတော့နှစ်တောင်းရဲ့15ရဲ့15နဲ့လီရ30နောက်က၃ညာ1နဲ့3လေး day နဲ့3လေးထည့်လိုက်တဲ့အခါမှာခု10ရာ1000တောင်းသိန်းခု10ရာ1000တောင်းသိန်း3သိန်းဆိုရရတယ်တူတူပဲရမယ်ကြိုက်တယ်လို့တွက်လိုက်ဟုတ်ပြီနော်ဆီယမရှင်းလိုက်တဲ့ဒီအရှင်းဆုံးပုံစံပြောင်းလိုက်ကြတော့ကနန်းနေကင်ရတာလွယ်သွားတယ်ဒါကလည်းရပါတယ်50တလီအာဒါ50 50ရှစ်လီ ော့40ဆိုတော့50 800ရရမယ်800မြောက်ဒီဘက်ကမြောက်ရအောင်ပဲပေါ့လေဆိုတော့ကိုကြိုက်တဲ့ဒီနဲ့အတွက်ဆိုတော့ဆရာမတို့ဒီပထမအုပ်ဆုံးပါရှာလဲဆိုတော့အဒီပြင့်တစ်ချက်ရဲ့ဒူတယ်ကိုရှာတယ်ဆရာမတို့တစ်ဆင့်နေသွားမယ်နော်ပြင့်တစ်ချက်ရဲ့ဒူတယ်ရှာတယ်တစ်ချက်ကနေပြင့်အချက်300ရဲ့ဒူတယ်ကိုရှာတယ်300ရဲ့ဒူတယ်ကိုရှာတော့ဘာနဲ့ရလဲဆိုတော့ကုဘပေနဲ့ရတယ် အဲ့ဒီရထားတဲ့ခူပပေကမှဘာပြောင်းလဲဆိုတော့တန်ပြောင်းတယ်။ရလာတဲ့တန်ကမှတန်ဒီဘလောက်ဒီရလာတဲ့တန်မှာဘလောက်လဲဆိုတော့သူရဲ့တန်ဖို့ကိုရှာတယ်။သူ၄စင်းရှာတယ်။နောက်ဆုံးမှ၃သိန်းရတယ်။ဟုတ်ပြီနော်။ကဲဒါဆိုရင်တော့လွယ်သွားပါပြီ။နောက်တစ်ခုပုံစံတွေ့လေး။တက်တဲ့တန်ဝယ်လျင်18ပေအရှိရှိသော၄တက်တက်သား6မြင်များရမည်နီတက်တဲ့တန်ဝယ်မယ် ဝယ်မှာတစ်တတန်ဝယ်မယ်အရှိဆိုတော့ဆံမတို့ဒီအာဒီအရှိပေါ့ခုနကဆံမပုံဆွဲပြတယ်ထဲမှာဒီလိုအရှိသည်၁၈ပေရှိတယ်ပြီးတော့မှတက်သားချောင်းအာ၄၁တက်သားချောင်းဆိုတော့သူတို့ရဲ့ထိပ်ဝါသည်၄၁ နော်၄လက်မှာ sorry ဟုတ်တယ်၄လက်မှာ၁လက်မှာဒါ၄၁ပြီးတော့အရှိက၁၈ပဲရှိအဲ့လိုမျိုးတက်တာချောင်း၄၁တက်တာချောင်းဒီမြည်များရမည်နီးတဲ့ဘယ်လောက်ရမှာလဲတဲ့ဒါဆိုဆရာမတို့ကအာဒီအလျားအနံအမြင့်မှာအလျားလည်းတည်တယ်အနံလည်းတည်တယ်အမြင့်လည်းတည်တယ်ဆိုတော့ဒီ18ပေရဲ့အရှိ18ပေရဲ့အလျားအနံ41ရှိတဲ့ဒီတစ်တစ်သားချောင်းတစ်ချောင်းရဲ့အရင်ဆုံးဒုတိယကိုရှာအောင်မယ် ဟုတ်ပြီနော်ဆိုတော့ဒီမှာဒဒန်တွင်ရှိတော့အာဒီဒဒန်တွင်ရှိတော့၄တစ်ချောင်းရဲ့အရှိဒဒန်မှာရှိတဲ့၄တစ်ချောင်းရဲ့အရှိကိုအရင်ဆုံးရှာမယ်ဟုတ်ပြီလားဒဒန်ဒဒန်ဆိုလို့ရှိရင်တက်သားချောင်းနေအများကြီးရှိမှာဆိုတော့တက်သားချောင်းဒဒန်ရဲ့ဒုတယ်အဲ့ဒီကဒုတယ်ကိုဒီတက်သားချောင်းရဲ့ထိဝအေရီးယားနဲ့ဆက်ဒါတော့တစ်ခါလေးမှတ်ထားရလိမ့်မယ်ဒဒန်တွင်ရှိတော့၄တစ်ချောင်းရဲ့အရှိကိုလိုချင်ရင်အဲ့တော့ဒီဆမ်မရိုဒီဒဒန်ဝယ်လိုက်မယ် ဒီတန်ဝင်လိုက်တဲ့အချိန်မှာတစ်သားချောင်းဒီ၁၀ချောင်းပါရင်ပါမယ်ဥပမာပေါ့နော်ဆရာမက၁၀ချောင်းပြောချင်တာမဟုတ်ဥပမာပြောပြအဲ့ဒီမှာတစ်ချောင်းဒီအာဒီ16ပေရှိမယ်ဆိုလို့ရှိရင်၁၀ချောင်းဆိုရင်တော့ဒီ16ပေဆိုတော့16 10လေး160ဆိုတော့160ပေရှိတယ်ဆိုရင်ဒီလိုနဲ့တွက်မယ်ဆိုရင်18ပေရှိတဲ့အာဒီတစ်သားချောင်းဝင်မယ်ဆိုရင်ကြတော့နော်အဲဒီဆယ်ချောင်းမရတော့ဒါတော့ပြောချင်တာဆရာမတို့ဒါဆိုရင်ဆရာမတို့ကတဒံမာဒီတဒံမာဒီပေအရှိဘယ်လောက်ရှိတယ်လဲကိုရှာရမှာ တော့ပါပြီနော်တဒံမှာပေးအရှိဘလောက်ရမလဲဆိုတော့အရင်ဆုံးပေးကိုရှာရမှာအဲ့ဒီခါကျမှ၁၈ပေးရှိတဲ့အခြေဝယ်ခြင်းကြတော့ဘယ်နှချောင်းရမလဲဆိုတာကိုရှာရမှာရပြီနော်ဒါကြောင့်မလို့တဒံတွင်ရှိတော့၄တချောင်းရဲ့အရှိကိုလိုချင်ရင်တဒံဒီတစ်သားချောင်းရဲ့ဒုတိဒုတယ်ကိုဒီတစ်သားချောင်းရဲ့ထိဝဲဧဒီယာနဲ့စဆိုတော့ဒါကိုတော့မှတ်ရလိမ့်မယ်ဒါပေမဲ့ဒါဒီဘာနဲ့တူတူပဲလဲဆိုတော့အဒုတယ်ကြီးများချင်းအလျာအမြောက် အနံ့အမြောင်အမြင့်ဆရာမတို့ကအမြင့်ကိုရှာကြတာအမြင့်ဆွတ်ဆွတ်ပေါ့ဘယ်လောက်ရမလဲအဲ့ဒီမှာအမြင့်ကိုရှာကြတော့အလျားအနံ့ဒီလာပြီးတော့ဒီမှာဒုတယ်ကိုစားတယ်ဘောပါပြီနော်အဲ့ခါကျတော့အမြင့်ကိုလိုချင်တယ်အမြင့်ဆိုတာအရှိကိုလိုချင်တယ်တဒံလုံးလုံးဒီတဒံလိုက်ဝယ်လိုက်ပြီးအဲ့ဒီဝယ်လိုက်တဲ့တဒံထဲမှာမှအားလုံးပေါင်းအရှိဘယ်လောက်ရှိတယ်လဲဆိုတာကိုသိချင်တယ်အားလုံးအရှိအားလုံး အချောင်းတရာရှင်တရာရဲ့အရှိအားလုံးကိုသိကျင်တယ်ကွာဒါဆိုလို့ရှိရင်အဲ့ဒီအချိန်ကြားမှာပဲ16ပေရှိတဲ့အချောင်းဝယ်ရင်ကြတော့ကိုတခြားတရာချောင်းရမလားဒါမှမဟုတ်60ကျော်ပဲရမလားဟုတ်ပြီလားအဲ့လိုမျိုးကိုတွက်ချင်တယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကအမြင့်လိုချင်တာအရှိလိုချင်တာအားလုံးရဲ့အရှိလိုချင်တာဒါကြောင့်မလို့ဒဒန်တွေရှိတော့၄တစ်တချောင်းကြီးအရှိဒီအရှိလိုချင်တော့ဒုတဲ့တက်သားချောင်းဒဒန်ရဲ့ဒုတဲ့ဒဒန်ဒဒန်ရဲ့ဒုတဲ့ဒဒန်ရဲ့ဒုတဲ့ကိုတီးအလျာအမြောက်အနဲ့ တစ်သားချောင်းဤထိတ်ဝဧရိယာနဲ့စအလျာမြအနေဆိုဒီထိတ်ဝဧရိယာကိုပြောတာဟုတ်ပြီနော်အလျာအနေဆိုတော့တစ်သားချောင်းရဲ့ဒဒန်ဒီ90ကုဘပဲရှိတယ်တစ်သားချောင်းရဲ့ထိတ်ဝဧရိယာဒီ၄တစ်ဆိုတော့၄ရမြောက်တစ်၄လက်မှ၁လက်မှဆိုတော့ဆရာမတို့ဒီ၄လက်မှ၁လက်မှကိုပေပြောင်းရမယ်စုရမ်းပေပေါ့သူကဧရိယာဖြစ်တဲ့အတွက်ကြောင့်မလို့အလျာမြအနေဆိုတော့ဒီမှာစုရမ်းပေဖြစ်လာမယ်ဆိုတော့ခုနကလိုပဲစနစ်နဲ့စား လေးကိုလည်းစနစ်နဲ့စားတစ်ကိုလည်းစနစ်နဲ့စားနော်စနစ်ပိုင်း၄ပိုင်းအမြောက်စနစ်ပိုင်း၃ပိုင်းဆိုရရသွားမယ်ဆိုတော့အဲ့လိုရသွားပြီဆိုလို့ရှိရင်ဆရာမတို့ကဒီကနေပြီးတော့ဘာကိုရှာမှာလဲဆိုတော့ပေကိုရှာလိုက်မယ်အဲ့တော့ဒါကိုရှင်းတဲ့နည်းရတော့ဘယ်လိုရှင်းမလဲဆိုတော့ဒီမှာတစ်ခါတည်းဒီလိုရှင်းရသူရှင်းတယ်လို့မရှင်းဘူးနဲ့လေးတက်လေးလေးလေး၃၄စနစ်ဟုတ်လားဆိုတော့ဒီမှာ၁ပိုင်းဝေးမှာ၁ရှိတယ်ပိုင်းချေမှာစနစ်၃လေး၃၆ရှိတယ်ဆိုတော့50 ပိုင်းရှိမှာရှိတာကတပိုင်း36ပိုင်းဒါအောင်ဆရာမတို့လှန်လိုက်တဲ့ခါမှာ90အမြောင်36ဆိုတော့36 9လေးတောင်နဲ့180ဆိုတော့1800ဆိုလည်းရတယ်1800ပဲဒါဒီပါလဲဆိုရင်တစ်သားဒီတည်းတည်းတည်းမှာရှိတဲ့ကုဘပေက90ကုဘပေဝယ်မှာဒီ41 41ဝယ်လို့ရှိရင်90ကုဘပေမှာဒီ1800ပေရမှာ ဟုတ်ပြီနော်သူဟာသူအရှိဘလောက်ကိုပဲဝယ်ဝယ်18ပေရှိတာဝယ်ဝယ်အဲဒီ18ပေရှိတာပဲဝယ်ဝယ်အဲဒီ16ပေရှိတာပဲဝယ်ဝယ်20ပေပဲဝယ်ဝယ်10ပေတွေပဲဝယ်ဝယ်1800ပေ total 1800ပေရမှာအချောင်းဒီဘလောက်ရမလဲဆိုရင်ဒီ1800ပေပေါ့မူတည်ပြီးတော့မှကိုဝယ်ခြင်းနဲ့ပေဒီ10ပေဆိုရင်တော့အများကြီးရမှာပေါ့အခု18ပေဝယ်ခြင်းတာမို့လို့18ပေရှိတဲ့လေးတစ်တသားချောင်းအရေအတွက်ဒီ18နဲ့စားလိုက်တော့100ချောင်းရတယ်တကယ်လို့ကိုက10ပေ ဘဲဝင်မယ်ဆိုရင်ကြတော့1800ကိုအာဒီ10နဲ့စားလိုက်တော့ဒီဘယ်လောက်ရလဲ180ချောင်းဆိုပြရဒါဒီကိုဝယ်မဲ့ပုံမှာမူတည်ပြီးတော့မှကွာသွားမယ်ဒါကိုပြောချင်တာဟုတ်လားဆက်မလို့အဲ့ဒါကိုပြောချင်တာဒါကြောင့်မလို့ဒါဒီဘာကိုရှာတာလဲဆိုတော့ဒဂျန်လုံးမှာရှိတဲ့ပေစုစုပေါင်းကိုရှာတာအချောင်းအားလုံးရဲ့ပေစုစုပေါင်းကိုရှာတာတော့ပေါ့လားအချောင်းအားလုံးရဲ့ပေးစုစုပေါင်းတနားလေရနည်းနည်းခက်ပါတယ်ဒီအစိပ်ပိုင်းလေးရလေဟုတ်လားတိသွားလို့ရှိရင်တော့လွယ်မယ်ပေါ့နော်ဒါခဏခဏတွက်လိုက်လို့ရှိရင်လည်းဖတ်မိမယ် ဆိုတဲ့ခါမှာဒီဒါပါလဲဆိုတော့အတဒဲလုံးမှရှိတယ်လေတစ်အချောင်းအားလုံးရဲ့1800ပဲပေးစုစုပေါင်းဖြစ်တယ်အဲ့ဒီပေးစုစုပေါင်းကိုကိုက78ပေးအရှိတွေပဲဝယ်ချင်တာမလို့78နဲ့စား20ပေးဝယ်ချင်20နဲ့စားရလိမ့်မယ်ဟုတ်ပြီနော်ကိုကအာဒီ15ပေးအရှိပဲဝယ်ချင်တယ်ဆိုရင်15နဲ့စားရလိမ့်မယ်ဒါပြောတာနော်ဒါကကြတော့တစ်တဒဲတဒဲမှာရှိတဲ့ပေးစုစုပေါင်းတဒဲမှာဒီ59ပေးရှိလို့59ပေးနဲ့ဆက်မလို့တွေ့ရတာ သဘောပေါက်တယ်နော်ဒီအတိုင်းပဲဒုရည်ကြီးများချင်းအလျားများအနှံ့များအမြင့်လေဒီယူဒီပုံသင်လေးကိုပဲသုံးပြီးတော့မှစတော့ဒီလိုလေးရင်းနေတော့ क्वे သွားတယ်တဒန်တွင်ရှိတော့အာဒီလေးတစ်တသားချောင်းအရှိအဲ့ဒီအရှိဟုလို့ကျင်တော့တစ်သားချောင်းတဒန်ရဲ့ဒုရည်ကိုတိတစ်သားချောင်းရဲ့ထိပ်ဝိုက်အိဒီယာနဲ့စအဲ့လိုမျိုးဖြစ်လာတာဟုတ်ပြီနော်ကြည်သာဆိုလို့ရှိရင်ဆရာမတို့ကကဲကကြီးရကြတော့တစ်သားချောင်းအာဒီ78ပေရှိတဲ့တစ်သားချောင်းဘလောက်ရမှာလဲဆိုတော့100ချောင်းရမယ်သိသွားပြီဒါဆိုလို့ရှိရင်သူကနောက်ထပ်ဘာပြောလဲဆိုတော့၄တစ်တစ်သားတဒန် ခါဝေးမှာ၄တတစ်တတံကိုမှ9580ချက်စီးနဲ့ဝယ်မယ်ဆိုရင်ပေးရှိတရားစုစုပေါင်းပေးရှိတရားဆိုလို့ရှိရင်တည့်ရဲ့ဈေးကဘယ်လောက်လဲတည့်ရဲ့ဈေးဘယ်လောက်လဲသူတို့ဆရာမတို့ကခုနတုန်းကကျတော့1800ပေးဝယ်ဟိုလောက်ထားတာပေါ့နော်1800ပေးသည်တတံမှာရှိတာကဲဒါဆိုတော့ဒီမှာကဲသွားလိုက်မယ်၄တတတတံရဲ့အရှိဒါတတံမှာဒီအရှိဒီ1800ပေးရှိမှာ ဟုတ်ပြီလားအဲ့ဒီကတဒန်ဒီ1800ပေရဲ့တန်ဖိုးကကြတော့9500နဲ့ oh sorry 9500နဲ့80ကျက်တဒန်ဝယ်ရင်9500နဲ့80အဲ့ဒီမှာ total ပေသည်1800ပေရှိတယ်78ပေကို78ပေအရှိဝယ်မယ်ဆိုရင်ကျတော့100ချောင်းရမယ်ဆရာမတို့က total စုစုပေါင်းပေအရှိ100ဝယ်ခြင်းတယ်100ဝယ်ခြင်းလို့ရှိရင်ဈေးအရှိဘယ်လောက်လဲ1800ကိုမှသူက9500နဲ့80 ကိုဝဲချင်တာကတော့ပေတရာတရာကိုဝဲချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာသူ့ကိုရှင်းလိုက်တဲ့အခါမှာ3060ကျက်ရတယ်။ကဲဒါကိုရောဘယ်လိုရှင်းတယ်လဲပေါ့နော်ဒီမှာရောစဉ်းစားကြည့်မယ်။ ကဲအဲ့ဒီတော့ဆရာမဒီတွက်နေလေးကိုပြောပြမယ်ဒါဟိုဒီတိုင်းမှတ်ပါ9000 9980အမြောက်100အမြောက်1000ဒါမျိုးလုပ်တွေကိုတော့ဆရာမမလုပ်ချင်ဘောနော်ဒီမှတ်ခံရတဲ့အလုပ်တွေကိုတော့မလုပ်ချင်မလုပ်စီချင်ဘူးဒီနားလဲအောင်နားလဲလို့ရှိလို့ရှိရင်ကြတော့ပုံစံပြောင်းလိုက်လို့ရှိရင်လည်းနားလဲဒီတက်တက်သွားမှာပေါ့နော်နားလဲသွားမှာပေါ့ဒါဆိုလို့ရှိရင်ဆရာမတို့ဒီမှာစဉ်းစားကြည့်ရအောင်ဆရာမတို့ဒီအခုကပေ1800ကို ပေ1800အရှိရှိတဲ့တံတန်းကိုပေါ့နော်9000 9000နဲ့80 အခုလိုချင်တာကကျတော့ပေတရာကိုပဲလိုချင်တယ်ပေတရာကိုကျတော့ဘယ်လောက်လဲဆိုရင်ကျမတို့ကတပိအတွက်စဉ်းစားလိုက်တပိအတွက်ပေတပိကိုစဉ်းစားလိုက်မယ်တစ်ကိုသွားလိုက်မယ်တစ်ကိုသွားလိုက်လို့ရှိရင်တစ်ဆိုတာဒီ1800ကိုပုံလိုက်မှတပုံပဲရှိတယ် 1800ပုံတစ်ပုံပေါ့နော်အဲ့ဒီတစ်ပုံအတွက်ဆိုလို့ရှိရင်ကျတော့ဆရာမတော်ကဘယ်လိုလာမလဲဆိုတော့1800အမြောက်9 9 383ရဒီလိုလာမယ်1800ပိုင်းတစ်ပိုင်းကိုပဲလိုချင်တယ်1800ပိုင်းတစ်ပိုင်းအမြောက် နော် the bay address ဆိုလို့ရှိရင်အာဒီမှာ the bay address ဆိုလို့ရှိရင်1800ပုံပုံရင်တပုံပဲဖြစ်တဲ့အတွက်ကြောင့်မလို့1800ပိုင်းတပိုင်းအမြောက်9500နဲ့800ဆိုတော့80ဆိုပြီးရမယ်ဟုတ်လားအဲ့လိုဖြစ်သွားပြီဆိုတဲ့အခါကျမှဆရာကပေးတရအတွက်လူကျင်တဲ့အခါမှာဘယ်လိုဖြစ်လာမလဲဆိုတော့ခုနလိုပဲပေါ့နော်ဒါဒီ the bay address ကဒီလိုမျိုးဆိုလို့ရှိရင်ပေးတရအတွက်ဒီတရနဲ့မြောက်လိုက်ရုံပဲဆိုတော့1000နဲ့ လောင်းထောင်းရှယ်ရအဒီတပေအတွက်ကဒီလိုရှာရတယ်ဆိုရင်တရာပေအတွက်ကတရာအမြောင်း9 9 3ည8 3ညဆိုပြီးဒီလိုမျိုးလေးရှာရတယ်ဟုတ်ပြီနော်အဲ့တော့ဒါအရှင်းနောက်တော့ကိစ္စမရှိဘူးဆရာမတို့ဒီနားတယ်လို့ရှိရင်တွေ့လို့ရသွားပြီဆိုတော့ဒါကိုရှင်းလိုက်တော့ဒါ3ည8 3ညရှင်းပေါ့နော်ဒီမှာဒါနည်းနည်းရှင်းလို့ရတယ် အာဒီဂျန်နာပိုင်းနဲ့ရှင်းလို့ရမယ်ဒါလေးတွေရှင်းလိုက်လို့ရှိရင်အကိုလိုချင်တဲ့ဒီပိတရာရဲ့တန်ဖိုးကိုရသွားမယ်ပေါ့နော်ဒီပု္ပ္ပာတော့နည်းနည်းလေးအရင်ပု္ပ္ပာတွေထက်ပိုပြီးခက်ပါမယ်ဒီမှာပုံစံအတွက်လေးပုတ်ရှိတယ်1နဲ့3လေးပေါ့နော်1ရက်နဲ့ရက်ကတော့လွယ်လွယ်လေး3ကနည်းနည်းလေးစဉ်းစားရတယ်4မှာကျတော့4ရောက်တဲ့အခါကျတော့ဒီ4ပု္ပ္ပာကနည်းနည်းလေးအာဒီရှုပ်တယ်လို့ပြောရမှာပေါ့နော်ပို့ပြီးတော့စဉ်းစားရမယ်အဲ့တော့ကလေးတို့ကတော့တခြားလေးနားထောင်ပြီးတော့မှပြင်ပြင်သွက်ကြည့်ပါဒီ grade 7တင်ချာမှာဒီအခန်းကိုကတော့ အခက်ဆုံးပေါ့နော်ရှေ့ကအပိုင်းလေးတွေကလွယ်လွယ်လေးတွေပါကြတာဆိုလို့ရှိရင်ဆံမတော်လေးကြံခံအောင်တော့နောက်ဗီဒီယိုမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်အခုလိုဆုံးထိတာထောင်ပေးတဲ့အတွက်ကျေးဇူးများရေးတင်ပါတယ်ရှင် like comment subscribe လုပ်ပေးပါ share လုပ်ပေးပါဆင်မရှင်ပြတာနားလည်တယ်ဆိုလို့ရှိရင်လည်းတကယ်ချင်းမိတ်ဆွေတွေကိုလည်းပြောပြပေးပါရှင်တို့လည်းအဲကြည့်လို့ရအောင်ပေါ့နော်ကျေးဇူးများတင်ပါတယ်